မယူနီးပြအမရန်ကအသိအောင်မြင်မှုတွေရရှိတဲ့အချိန်အထိမိမိအနေနဲ့အသိမှဆက်ရှိနေဖို့မတိကျကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။မယူသိန်းဟာအခုရာသီမှာရလက်တွေဆိုးရွားနေပြီးပရီးမီယာလိပြိုင်ပွဲမှာအသိန်းသမိုင်းတလျှောက်အဆိုးရွားဆုံးရက်တီမှုအဖြစ်အဆင့်ဆက်လေးအထိရရှိနေပါတယ်။ဒါအပြင်မယူသိန်းဟာ FA ဖလားနဲ့လီဖလားပြိုင်ပွဲတွေကနေထွက်ခွာထားရပြီးလာမယ့်ရာသီမှာချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ယူရိုပါလိပြိုင်ပွဲမှာပိုဆွဲဖို့ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။ ဖိုဟမ်အသင်းကိုပန်နဒီအဆုံးဖြတ်နဲ့ရှုံးနေပြီး FA ဖလားပြစ်စမအဆင့်ကနေထွက်ခွာခဲ့ရပြီးတဲ့နောက်မန်ယူနီးပြအော်ဝရန်က ၎င်းတို့ရဲ့ရည်မှန်းချက်ဟာပရီးမီးယားလိမှာပိုဆွဲဖို့ဖြစ်တယ်လို့ပြောပါရယ်။အော်မရန်ရဲ့အဆိုပါမှတ်ချက်ကိုမယူကန်နဝင်ရနီကဝေဖန်ခဲ့ရာ၎င်းတို့နယ်ဝကြအပြန်အလှန်ဝေဖန်မှုတွေလည်းရှိခဲ့ပါရယ်။ဒါပေမဲ့အခုအခါအော်မရန်ကမယူအသင်းရဲ့ရည်မှန်းချက်ကိုသာပြောကြတာဖြစ်ပြီးအသင်းအောင်မြင်မှုတွေပြန်လည်ရရှိချိန်မှာ၎င်းအနေနဲ့အသင်းမှာဆက်ရှိမရှိမသေးကြကြောင်း Sky Sport ကိုပြောကြားခဲ့တာဖြစ်ပါရယ်။အော်မရန်ကလက်ရှိပုံစံလက်ရှိရလဒ်တွေနဲ့အခုချိန်မှာကျွန်တော်တို့အနေနဲ့အကြီးကြီးစိတ်ကူးလို့မရဘူးလို့လူတွေထင်နေတာကိုကျွန်တော်နားလည်ပါရယ်။ ဒါပေမဲ့မောင်မိုက်နေတဲ့အချိန်မှာအလင်းလိုပါရယ်မယူသိန်းအောင်မြင်မှုတွေပြန်လည်ရရှိချိန်မှာကျွန်တော်အနေနဲ့အသင်းမှာဆက်ရှိမရှိကိုကျွန်တော်မသိပါဘူး။ဒါပေမဲ့ကျွန်တော်တို့လုံနေရတာတွေအားလုံးကအနာဂတ်မှာအသင်းအောင်မြင်မှုရဖို့ပါပဲလို့ပြောခဲ့ပါရယ်။မယူသိန်းနဲ့ချုပ်ဆိုထားတဲ့အမရရဲ့လက်ရှိစာချုပ်ဟာ2029ခုနှစ်အထိဖြစ်ပြီးတနှစ်သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်ပါဝင်တယ်လို့သိရပါရယ်။မယူသိန်းတောင်ဝင်းရှိသူတွေဟာရလက်တွေစိုးရွားနေပေမဲ့အမရန်ကိုယုံကြည်နေစေဖြစ်တယ်လို့သိရပါရယ်။